နောက်ကတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမှာစစ်ကြောပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့စစ်ခွေးတပ်ရဲ့တပ်မ33လက်အောက်ခံတပ်ပင်နဲ့ တင်ငန်းဝဝါတော်လောက်ခံပြူစောတိအယောက်300ဝင်းကျင်ပါတဲ့စစ်ကြောင်းဟာကမ်ဘလူနဲ့ခင်ဦးမြို့နယ်အဆက်ကိုမနေ့ကနိုဝင်ဘာလ15ရက်နေ့မှာစစ်ကြောင်းထိုးဖို့ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာခင်ဦးမြို့နယ်အဆက်ကကမ်ဘလူမြို့နယ်အိုင်ပေါင်းချောင်ကြေးရွာကိုရောက်ရှိနေပြီးတော့ညအိတ်တက်ဆွဲနေတာကြောင့်အိုင်ပေါင်းချောင်ရွာအပါအဝင်အနီးနားကကြေးရွာ900ထက်မနည်းကထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။ ခင်ဦးမြို့နယ်အနောက်ချမ်းမူးမြင့်အရှိပံတတ်တာဗရောင်ကားစိတ်ရွာမှာတဆွဲခဲ့တဲ့ရေဦးမြို့ဘော်ကစစ်ခွေးစစ်ကြောင်းကလည်းမြို့ဘော်ကိုပြန်လဲဆုတ်ခွာသွားပြီမယ်မူးမြင့်အကူလေကရုတ်စိတ်အနီးမှာကင်းမုံတွေပုံပြီးချထားတယ်လို့အသိပေးထားပါလေဟိုနေ့ကတိုက်ပွဲအရှိန်ရဲ့အဲ့ဒီဂျောကနေရွှေဘုံမြေကြီးနားလမ်းပိုင်းအကုန်လုံးကိုဖိန်းချုပ်ကျင်းလာကြောက်ဒီကောင်တွေအခုလိုလုံနေတာလို့ထပ်ပါတာဝန်ရှိသူကရှင်းပြထားပါတယ်ဒါအပြင် မနေ့ကညနေပိုင်းမှာလဲဘုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခနဲ့မိထီလာရှမ်းတဲ့လေတက်ကနေရေဦးမြို့ပေါ်နဲ့ခေဦးမြို့အနောက်ဘက်ချမ်းကစစ်ခွေးတပ်စခန်းချထားတဲ့ပြင်းအောင်ရွာကိုလက်နက်ပစ္စည်းတွေလေကြောင်းကနေပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။လက်တလုံးစီရေးအခြေအနေတွေကြောင့်မြင်းတောင်တာဝဲချီမုံလကာဘူးအနီးနားမှာရှိတဲ့ခြေဝါတွေကဒေသခံတချို့ဟာခြေဝါတွေအတွင်းမှာမနေရဲကြသလိုအိုင်ပေါင်းချောင်ရွာအပါအဝင်ခြေဝါ၁၀ပါးကျော်ကဒေသခံတွေဟာဖျက်ပြင်းတိမ်းဆောင်နေရတယ်လို့ပြောပါတယ်။ စောင်းအကူမှာဆစ်ဆောင်ရတာဖြစ်တယ်လို့၁၀ရက်နေ့ကနေ၁၅ရက်နေ့အထိ၅ရက်ဆက်တိုက်စေဘေးရှောင်လေရတာပါအဲ့ဒီအတွက်စားစရာနေစရာအခက်အခဲနဲ့အရန်အေးတဲ့အတွက်အဝိထယ်နဲ့ကျမ်းမာရေးဆေးဝါးတွေလိုအပ်နေပါတယ်လို့လက်ကောင်းကရှင်းပြထားပါတယ်ခေဦးမြို့နယ်အနောက်မြောက်ချမ်းခေဦးကံဘလူရေဦးအဆက်နဲ့ကံဘလူအနောက်တောင်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ခွေးတပ်ကနိုဝင်ဘာလ၁၀ရက်နေ့ကနေဒီကနေ့အထိလေကြောင်းတက်ခတ်မှု၁၅ကြိမ်ထက်မနည်းလုပ်ထားတယ်လို့ခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ဒါကြောင့်ခေဦးအနောက်ချမ်း ခင်ဦးရေဦးကံဘလူအဆက်ကံဘလူခင်ဦးအဆက်ကျေးရွာတွေကဒေသခံတွေအနေနဲ့ဝေဟင်မြေပြင်ကိုအထူးဂရုစိုက်ကြဖို့တိုက်တွန်းထားပါတယ်။လောဘမာလာဆက်နေရနေကကံဘလူနဲ့ခင်ဦးမြို့နယ်အဆက်ကရေးလိုက်ကျေးရွာအနီးမှာတမ33နဲ့ပြည်သူစစ်တရားကြော်ပါတဲ့စစ်ကြောင်းတက်ခိုက်ခံရပြီးတော့စစ်ကြောင်းပြက်လို့နှီးပါဖြစ်သွားတယ်လို့သိရပါတယ်။စစ်ခွေးတပ်ကတော်လန်ရေးအကောင်နဲ့ကံဘလူခင်ဦးရေဦးတန်းဆယ်မြို့နယ်အဆက်နေရာတွေကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာလို့ ဒေတာရင်းစီရင်သတင်းရင်းတွေကတုံးတက်ထားကြောင်းသတင်းရရှိပါရခင်ဗျာ